အရင်ကလာပြည်နေတယ်နော်အိမ်ယောက်ျားဖျားကြီးမှာဦးတို့စီမီ3တောင်သူဖြစ်တာပါနော်ဒီနေ့လဲတာဦးတို့ဘာဖြစ်ဖြစ်ဒါမြတ်စွာဘုရားရှင်ဘာလို့ဒီနဲ့ပြရနေနော်ဒီနေ့တရင်ကျက်လာပြည်နေမှာနော်စဉ်သက်လာတဲ့ချိန်မှာဦးတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ဒါကောင်းတဲ့မင်္ဂလာပေါ့ကောင်းမြတ်တဲ့အချိန်ပေါ့နော် ကောင်းဆုံးဆိုတဲ့အရာတွေကိုပဲဖန်တီးပေးတဲ့အတွက်ဒါသိရှိရေးဆိုတာဖြစ်လာတယ်လို့ယုံကြည်ပါတယ်ဟုတ်ကြောင်ကြောင်မြုံနေပြီပဲသာ but my my chick ပြန်လဲပြီးတော့ customer တွေဘက်ကိုအများကြီးကြည့်ပေးတယ်ပြီးရင် customer တွေအပြင်ကိုမအောင်ပေါ့နော်ဝန်ထမ်းတွေအတွက်လည်းအများကြီးဒီမှာတက်လန်းနေရှိရယ်ပေါ့နော်အများကြီးသူတို့တောက်ကိုပြုတ်ပေးရယ်ဝန်ထမ်းတွေပေါ်လည်းအများကြီးပြန်ကြည့်ပေးရယ်ပေါ့အဓိကတော့ customer တွေကိုအဖော်ရွေတယ်ဝန်ထမ်းလေးတွေအားစဖော်ရွေတယ် Let's go ီးဆိုင်ခွဲတွေကိုလည်းဒါတင်းရွှေကြီးဆိုင်ခွဲလမ်း80ပေါ်မှာပေါ့နော်အဲဒီတင်းရွှေကြီးကိုလည်းလာရောက်ပြောင်းမအားပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ရေသွေးပြင်းပြီးတင်းရွှေကြီး ကိုတို့ဒီနေ့ခုတ်တလို့ရတဲ့ကျောင်းကြီးကတော့ဒီနေ့တရင်ချက်လာပြင်းနေပေါ့နော်အိမ်ယောက်ျားဖျားကြီးမှာဥတို့စီမီ3တောင်သူဖြစ်တာပါနော်ဟိုနေ့ကလည်းဥတို့ဒါအိမ်ယောက်ျားဖျားဗုဒ္ဓပူဇင်းရပွဲတော်မှာဥတို့ညတစ်ပတ်3လုံးနော်ဥတို့တာဖ3ရောက်မှာနော်လူဖြစ်တာပေါ့နော်ဒီနေ့လည်းဒါဥတို့ဘာဖြစ်ဖြစ်ဒါမြတ်စွာဘုရားရှင်ဘာလို့ဒီနတ်ပြည်ကနေနော်ဒီနေ့တရင်ချက်လာပြင်းနေမှာနော်စဉ်သက်လာတဲ့ချိန်မှာ ဥရောဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ဒါကောင်းတဲ့မင်္ဂလာပေါ့ကောင်းမြတ်တဲ့အရှင်ပေါ့နော်ဥလိုဒီအိန္ဒိယဘုရားကိုဥရောလူပိတာကဒီအိန္ဒိယဘုရားဆိုရှေးသမိုင်းဘုရားလည်းဖြစ်ပါတယ်တကယ်လည်းတကူကြည့်တဲ့ဘုရားပေါ့အမှုဒီမှာတကယ်တမ်းအားလုံးလူမှာတော့စီမီတောင်းကနန်းလူမှာပေါ့လေဥရောကတော့တောင်းတဲ့နေရာနဲ့စီမီ၃000လူဖြစ်တာပါ ါကြီးရေကြီးမှာလူရတဲ့အချိုအချောင်းအန်တီကတော့အရန်ပီတီဖြစ်ပါတယ်အခုစီမီ၃00လူရတဲ့အချိုအချောင်းလည်းခုနှစ်တာသမီများ၈တာသမီများစိတ်ချမ်းသာခြင်းနဲ့ကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးကတိ၃မှမှလည်းအမြန်ဆုံးကြော်လာနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်အန်တီကတော့အိမ်မှာလည်းဥတို့ဒီအစိုးတော်တွင်ညနေ6:00နာရီဥတို့ဘာလို့ရှိုးပဲလေးကျင်းပပဲမှာဖြစ်ပါတယ်ဥတို့ ဒီနေ့လှူတဲ့အလှူတန်းကတော့ကိုလိုသင်းရွှေရင်နာဆွေဆိုင်မှာလာအားပေးကြတဲ့ customer တွေနော်။နေရနေဥတို့လှူတဲ့အလှူလည်းဖြစ်ပါတယ်။နော်ဥတို့ဒီနေ့လှူတဲ့အလှူလေးရောအားလုံးလည်းသင်းရွှေရွှေဆိုင်မိသားစုနဲ့တာရုအနုမောနာခွန်ညပါသည်လို့ဥပတရားနေပြိမ့်မန်းကပြုပါတယ်။ကျွန်တော်တို့တရင်ကျအခါတမရမှာဆိုရင်တော့မြန်မာလူမျိုးပြားရဲ့အထွတ်မြတ်ထားတဲ့စနေရာဒီပွဲများတွေက တပွဲအပါဝင်ဖြစ်ပါလေခင်ဗျာ Saw me, the love you and mine is saw. ဆိုရင်ဒါအာဒီလိုအခုဆိုရင်ကြောက်တော်ကြီးပွဲတွေရောရှိခဲ့ဒါပေမဲ့ဒီလိုမျိုးဝန်ထမ်းတွေအတွက်တီးတက်ပြီးတော့အခုလိုမျိုးမိသားစုပွဲလေးလုပ်ပြရတော့မရှိဘူးတွေ့ရသလောက်ပေါ့နော်ဒါသိရွှေကြီးမှာပဲအဲတွေ့ရတယ်အဲ့တော့ဘယ်လိုပြောမလဲမန်လေးမှာဒါလုပ်ပြရဆိုတော့အဓိကတော့ဝန်ထမ်းတွေအတွက်မိသားစုလိုဝန်ထမ်းတွေကိုဆက်ဆံပေးရဲအဲ့ဒါတော့တကယ်ကိုအရန်ကောင်းတယ်ကိုလည်းအဲ့လိုအလုံးတစ်ခုလုပ်ခဲ့ရမယ်ဆိုလို့ရှင်လဲဒါလုပ်ရှင်အလုပ်ရှင်ကအခုပေါ်လို့နှွေးထွေးရဆက်ဆံနေဆိုလို့ရှင်လဲကိုဆိုလဲဒါသဘောက ြမိမှာပြောမိမှာဆိုတော့လေအဲ့တော့အရန်လဲဝမ်းတာပေးရပါဘောနော်ဝမ်းတာပေးရပြီးတော့အခုလိုလေးအာမိသားစုပြပြရှေရှေပွဲလေးလုပ်ပေးရဆိုတော့ကိုလည်းအာပျော်တယ်ဂျင်းတ်တယ်ပေါ့ဝန်ထမ်းတွေတော့ပျော်တရားဝန်ထမ်းတွေလည်းအရန်ဖော်ယူရဲ့ဟုတ်ဘယ်တော့မှမချစ်ဘူးမလိုက်တာမြဟေးအေးရရတိတ်မာတာချမရောမာ Okay ဒီလိုမျိုးမှစိုက်တာ နေသူနေမြက်လည်းဖြစ်တယ်အဲ့တော့ဒါမလေးမျိုးဟာခြေရတဲ့အာဘောကျွန်တော်တင့်ချွေကြီးကိုချက်တဲ့ပြည်သက်တွေအားလုံးနဲ့ရောကျွန်တော်တို့အားလုံးနဲ့ပျော်ဝဲရှင်ဝဲလေးပေါ့အဓိကတော့ဒါဟိုဇီယောင်ပွဲတော်ဆိုတာတစ်ချက်ကိုဒီတရင်ချွတ်လာပြနေလေးမှာအားလုံးနဲ့တူတူအမှတ်တရလေးတွေအများကြီးဖန်ပြီးဖို့အတွက်အလုပ်တွေပွဲလေးဖြစ်တယ်ပေါ့နော်ဟုတ် မတို့ဒီဟာကြာတယ်သင်းချွေကြီးကအခုတစ်ချိန်နဲ့မဟုတ်သင်းချွေကြီးရဲ့ဆိုင်ဖွင့်တော့ကလည်းမတို့ဖွင့်ပွဲတော့ကလည်းတခါပေါ့နော်ပထမတစ်ခါလည်းလာဖြောပြပြူတာပေါ့နော်အဲ့မှာအကိုတို့နဲ့လည်းခင်သွားတယ် runway ကနေမှလည်းထပ်မံပြီးတော့ဖိတ်ကြရတဲ့အတွက်ကြောင့်မို့နောက်တစ်ခါလာဖြောပြရတဲ့အတွက်လည်းဒုတိယချိန်ဖြောပြခွင့်ရတာလည်းအယံဝမ်းတာပါတယ်လို့ဟုတ်ကဲ့ ပရမဆုံးအခြေအနေနဲ့ဒါတိဆိုးဖြောပြပစ်တာပေါ့ပရမဆုံးဆုံးပြစ်တာပေါ့နော်နာမည်ကတော့အရင်ကလေးကတော့အသင်းရွှေကြီးရွှေဆိုင်ဆိုတော့အားလုံးမသိရသူမရှိပါဘူးဟုတ်ကဲ့အကောင်းဆုံးဆိုတဲ့အရာတွေကိုပဲဖန်တီးပေးရတဲ့အတွက်ဒါသင်းရွှေကြီးဆိုတာဖြစ်လာတယ်လို့ယုံကြည်ပါတယ်ဟုတ် လားဘုချုံစေးလာပြင်းစီတယ်မှာခွေချစ်ချက်တွေနဲ့မတရားဝယ်မဲ့ခစ်တာတလဲမင်းဖြစ်ချင်လားစာဒီမှာကရွှေလဲပြည့်မှန်တယ်ပြီးရခါကြတော့ရောင်းရောင်းဝယ်ဝယ်ပေါ့နော်တိကျမှန်ကန်တဲ့ဈေးနှုန်းလေးတွေကိုပြန်လဲပြီးတော့ customer တွေဘက်ကိုအများကြီးကြည့်ပေးတယ်ပြီးရင် customer တွေအပြင်ကိုမအောင်ပေါ့နော်ဝန်ထမ်းတွေအတွက်လည်းအများကြီးဒီမှာတက်လန်းနေရှိရယ်ပေါ့နော်အများကြီးသူတို့တောက်ကူပြုတ်ပေးရယ်ဝန်ထမ်းတွေပေါ့လည်းအများကြီးပြန်ကြည့်ပေးရယ်ပေါ့အဓိကတော့ customer တွေကိုအဖော်ယူတယ်ဝန်ထမ်းလေးတွေအားစဖော်ယူတယ်အကုန်လုံးချစ်ဖို့ကောင်းတယ်ပေါ့အရန်အရန်ကောင်းမွန်တဲ့ဆိုင်လေးဆိုင်လို့ပြောချင်ပါတယ်ရှိလားချစ်သူတွေလာတဲ့သူရှိလားရှင်းလက်လေးထောင်လိုက်ပါကြောက်ပါကြောက်ပါကြောက်ပါနေအောင်လုံးကြောက်ပါနေတော့လုံးကြောက်ပါဟာအေးတော့ဒရင်ချုံပုံကလေးပါ ဒါကြောင့်သတင်းချုပ်မှုမိုးလေးပါကဲဒါတော့မင်းကလေးနေနေမင်းနေနော်ကဲသတင်းချုပ်မှုမိုးရပြီဆိုတော့တထောင်းနဲ့တထောင်းအထက်လည်းဖြစ်နိုင်တယ်နော်အဲ့တော့ဒီသတင်းချုပ်မှုမိုးဘာလို့မှာလဲမြောက်တူလို့ဒီဆန်းပါဟာမုံမေလာပထမစားတော့လားဘာလို့ဆောက်ပြတင်ပင်းနေပါစားရမယ်လို့ညစာကတော့မစားရဘူးနော်ဟုတ်တယ်မလားဟုတ်ပြီကဲဒီကဒီကသတင်းချုပ်မှုမိုးရပြီဆိုတော့ဘာလို့မှာလဲဒီလေမုံတော့စားပါပဲ ။တခြားမစားရအောင်နော်။ဟုတ်ကဲ့ပါ။ကျေးဇူးတင်ပါတယ်ဗျာ။โอเคไม่ได้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 ก้าวต่อไปโอเคลุกดาลุกดาลุกดา Let's go င်းရွှေကြီးဆိုင်ခွဲတွေကိုလည်းဒါတင်းရွှေကြီးဆိုင်ခွဲလမ်း80ပေါ်မှာပေါ့နော်အဲဒီတင်းရွှေကြီးကိုလည်းလာရောက်ပြောင်းမှာအားပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ဒီမှာ jewelry လေးတွေလည်းအရန်လာတယ်အဲပြီးတော့ရွှေဆိုရင်လည်း design အစ်တတွေပြီးတော့အရန်လာတဲ့ design တွေရှိရဲအတွက်ကြောင့်လို့တင်းရွှေကြီးကိုလာခဲ့ဖို့လည်းဖိတ်ခေါ်ချင်ပါတယ်ရှင်ဒီလိုမျိုးနေဒူးနေမြတ်နေမှာဒီလိုပွဲမျိုးကိုဖန်တီးတယ်ဇီယောင်းဘိုးလည်းမဟုတ်ဘူး တက်တက်ပျော်ပွဲရှင်ဝတ်အတွက်ကိုကျွန်တော်တို့သေးရွှေမိသားစုတွေရဲ့ပြီးတော့ကျွန်တော်တို့အော်မန်လေးရချေရတဲ့ပြည်သက်တွေအားလုံးအတွက်ကိုဒါကျွန်တော်တို့ဖြောပြေးအနေနဲ့ပျော်ပွဲရှင်ဝတ်လေးတစ်ခုလုပ်ပေးတာအဲ့အတွက်သေးရွှေမိသားစုကျေးဇူးအများကြီးလည်းတင်ပါတယ်ဒီချက်မကလည်းအများကြီးအောင်မြင်ပါစေလို့ကျွန်တော်ကနေပြီးတော့စီတောင်းပေးပါတယ်ခင်ဗျာသေးရွှေရွှေဆိုင်လေးမှာလည်းအဲတစ်ခါတစ်ခါပဲဖြစ်ဖြစ်အများနဲ့အားပေးနေတဲ့ customer တွေပဲဖြစ်ဖြစ်ထက်မှန်ပြီးထက်မှန်ပြီးဝယ်ချင်အောင်လို့သေးရွှေရနေမှာဆောင်ရွက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ လာရောက်ပြီးတော့အားပေးဖို့လဲကျွန်စရာနေမှာတကူးတကားကိုဖိတ်ခေါ်ပါရရှင်